ကျန်တာပရိနေကအလွန်အကျိုးရှိသည့်ဖုံးခေါ်ဆိုမှုအပြီးရုရှားသမ္မတဗလာဒီမာပူတင်နဲ့ဟန်ဂရီမှာတွေ့ဆုံသွားမယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောကြားလိုက်ပါတယ်။အင်ဖြူရောမှာယူကရိန်းသမ္မတနဲ့မတွေ့ဆုံမီတရက်အလိုမှာကိဖ်ရဲ့တူမာဟော့ဒုံးကျည်ရေးပေးပို့ဖို့တွန်းအားပေးနေလို့အပေါ်လဲမေကွန်ထုတ်လိုက်ပါတယ်။ ရုရှားရဲ့2022ခုနှစ်ကျူးကျော်မှုစတင်ကြတဲ့ကသူ့ရဲ့နောက်ဆုံးရုပ်တရက်အခရာချတဲ့လုပ်ရအနေနဲ့လာမယ့်နှစ်ပတ်အတွင်းပူတင်နဲ့ဘူတာပတ်စတိုမှာတွေ့ဆုံနိုင်ဖို့မျှော်လင့်ထားတယ်လို့ထရန့်ကပြောကြားခဲ့ပါတယ်။ဒီတွေ့ဆုံမှုဟာသူအာနာပြန်ရလာကြတဲ့ကဆိုရင်ဒုတိယမြောက်ထိပ်တီးဆွေးနွေးပွဲလည်းဖြစ်ပါတယ်။ အလွန်ရင်းနှီးပွင့်လင်းပြီးယုံကြည်စိတ်ချရတဲ့ဖုန်းခေါ်ဆိုမှုကိုခရမလင်ကဂျိုဆူပြောကြားလိုက်ပြီးထိုးထိပ်သည့်ဆွေးနွေးပွဲအတွက်သူတို့ချက်ချင်းပြင်ဆင်နေပြီလို့လည်းပြောဆိုလိုက်ပါတယ်စစ်ပွဲအပေါ်ထရန်ရဲ့နောက်ထပ်အပြောင်းအလဲနဲ့ရင်ဆိုင်နေရပေမဲ့ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်စကီက တူမာဟော့ဒုံးကြီးရဲ့ချိန်ချောက်မှုကြောင့်မော်စကိုကိုဆစ်ဆက်ဆွေးနွေးဖို့တွန်းအားပေးနိုင်ခဲ့တယ်လို့အခိုင်အမာပြောကြားခဲ့ပါတယ်။ဒီနေ့ဖုန်းဆက်တွေပြောကြားမှုအပြီးအလွန်ကြီးမားတဲ့တိုးတက်မှုရရှိခဲ့တယ်လို့ကျွန်တော်ယုံကြည်ပါတယ်လို့ထရန့်ကသူ့ရဲ့ True Social Media ပေါ်မှာရေးသားထားပါတယ်။ ူတင်နဲ့သူတို့တွေ့ပြီးတော့ရုရှားနဲ့ယူကရိန်းအကြားဖြစ်ပွားနေတဲ့ဒီအမဲဆက်ထင်တဲ့စစ်ပွဲကို အဆုံးသတ်နိုင်မလားဆိုရာကြည့်ကြသေးတာပေါ့လို့យေတာထားပါတယ်အခုဖုံးခေါ်ဆိုမှုကအလွန်အကျိုးရှိပြီးတော့နှစ်ပတ်အတွင်းဒါမှမဟုတ်မြင်မြန်လေးတွေ့နိုင်လိမ့်မယ်လို့သူမျှော်လင့်ထားကြောင်းအသက်89နှစ်အရွယ်ရှိတဲ့ Republican ခေါင်းဆောင်ကြီးက Oval Office မှာတရင်တော့ဒီကိုပြောကြားခဲ့ပါတယ်ခင်ဗျာ ။မျိုးစိမသတင်းများဆက်လက်တင်ဆက်နိုင်ဖို့အတွက်အသင်းရဲ့ပံ့ပိုးမှုကိုလိုအပ်နေပါတယ်။ဒါကြောင့်ယခုပဲပံ့ပိုးမှုကိုစတင်လိုက်ပါ